ရမတိုင်းဖိမိတ်တောင်ကြောင်းရုံနေစီမဲ့အစီအစဉ်တစ်ခုကိုခြေပြီးစီစဉ်နေတဲ့ရီယယ်မက်ထရစ်ဘရန်ဒွန်ရောမင်းမီနာမြောင်ယက်စပေါ့အိုက်ဘတ်ကွန်ရှေကောစာမေးကနေပြန်လည်တင်ဆက်ပေးနေပါရင်ရီယယ်မက်ထရစ်ရဲ့ဒီပြားအသင်းစာမေးအလုံးစွာတရကီလုံငယ်ကျယ်ပွင့်အာတာကူလာကိုတင်မာနေရပြီးသူရဲ့ဒီစာရေးလုပ်ငန်းထဲမှာထဲသွင်းသွားဖို့အတွက်ဆုံးဖြတ်ထားရလို့သိရပါရင်အာတာကူလာကိုဂျူးပယ်လီဟန်နဲ့တွဲဖက်ကစားစီပြီးသူတို့နှစ်ယောက်အတွဲမိသွားကြမယ်ဆိုရင်ပြန်မတိုင်းကိုအိမ်မက်ဆိုးတွေပေးနိုင်လိမ့်မယ်လို့အလုံးစွာကယုံကြည်ထားတာပါအာတာကူလာဟာတရကီရဲ့လာလာရှိဆုံးလူငယ်စာမအတူဖြစ်ပြီးအသက်20သားရှိသေးတယ် တူအာတူဂီကလပ်ဖိနာဘာချီမှာကစားခဲ့ရင်သူ့ရဲ့ဘောလုံးထိန်းချုပ်မှုဖန်နှင်းမှုနဲ့တိကျတဲ့ပေးပို့မှုတို့ကြောင့်ဝေယောပါအထိတန်းကလပ်ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။နောက်ဆက်ဆက်သုံးနေရဒီမှာရီယယ်မက်ထစ်ကဂူလာကိုပြောင်းရွှေ့ခြင်းပေါင်း18တန်းနဲ့ခေါ်ယူခဲ့ပြီးသူ့ရဲ့လာလာကိုယင်းနှိမ့်နယ်မှုတစ်ခုဖြင့်ယူဆခဲ့တယ်။နောက်နောက်ဆက်ဆက်သုံးနေ14ရာဒီမှာဂူလာဟာဒံယာပြဿနာရင်းနဲ့ရင်ဆိုင်ခဲ့ရပြီးပွဲပေါင်း17ပွဲသာကစားနိုင်ခဲ့ပေမဲ့6ဂိုးသွင်းယူနိုင်ခဲ့တယ်။နောက်နောက်ဆက်14ရာဒီမှာတော့သူဟာပုံမှုပွဲထွက်ခွင့်ရရှိလာခဲ့ပြီး15ပွဲမှာအတွင်းဂိုး၄ဂိုးနဲ့ဂိုးဖန်နှိမ့်မှု၃ချိန်ရရှိကာသူ့ရဲ့လာလာကိုထင်းထင်းရှားရှားပြသလာခဲ့ပါတယ်။ ကိုလိုက်ကစားပေါ်ဟာနေစတဲ့ပိုင်းမှာထိုးကြုံပြီးအထူးသဖြင့်ကွင်းလယ်ဖန်နေမှုနဲ့တိုင်းစစ်ပိုင်းမှာထိရောက်မှုရှိပါတယ်။သူရဲ့ဘဲဂျင်နဲ့ကန်သွင်းတဲ့ပါနံမှုဖျက်ကျော်ကစားပေါ်တွေ့ပေနဲ့အဝေးကန်ချက်တွေကသူ့ကိုထူးခြားတဲ့ကစားမှာအတူဖြစ်စေပါတယ်။မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Ball I Bet 89 Agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေ့အားထဲမှာစော်ကစားနိုင်ပြီးတော့ I Bet 89မောင်ငါးချောင်းမှာဘော်ဒီမောပထမပိုင်းဒုတိယပိုင်းတော့မကောက် ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တဲ့30ရာခိုင်နှုန်းစနစ်နေ့တိုင်းယူနစ်ဖြစ်900ခိုင်နှုန်းလာချုပ်ရှုံးကြီးဘောနဲ့900ခိုင်နှုန်းပေးတဲ့အပြင်မြေပြတ်မရှိယုံကြည်စိတ်ချသွားကစားချင်တယ်ဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3921153ညောင်း4939ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဒါရင်ကြောင့်မဲ့ဇာမေလုံးစောကကုလားကိုအသင်းအနာကတ်မှာအဓိကကစားမှအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်စာပြေလုံးစောဘောလုံးမှာပွားမှာရေမန်တွေလီဗာပူးနဲ့ဘိုင်မြူနစ်တို့မှာဂရန်ဝင်ကွင်းလေကစားမှာတူအဖြစ်ကစားခဲ့ပြီး နေနာဖြစ်နေတဲ့လေဘာကိုဆင်ကော2020နှစ်25အတွင်းမှာဗနက်နီကာဖလာယာရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်။သူရဲ့နေပြီးပါဟောဘောလုံးပိုင်ဆိုင်မှုပိုစီရှင်ဘေ့စ်ပေါ်ပေါ်ကွင်းလယ်ထင်းချုံမှုနဲ့လူငယ်ဆောင်မတွေကိုပြိုးချမှုပေါ်မှာအခြေခံထားပါတယ်။အလွန်ဆုံးကဂူလာဂုံကွင်းလယ်ဖန်တီးမှုပိုင်းမှာနံပါတ်10နေအောင်အတက်ကင်းမီဖီတာဒါမှမဟုတ်ညာတောင်မန်ရိုက်ဝင်ကနေရာမှာအဓိကအထားအသုံးပြုဖို့စီစဉ်ထားပါတယ်။သူရဲ့နေပြီးပါဟော၄နှစ်3ဒီဒါမှမဟုတ်၄နှစ်3ဖွဲ့စည်းမှုကိုအသုံးပြုလင်းရှိပြီးဂူလာရဲ့ဖန်တီးမှုနဲ့ဂိုတင်းတိုင်းဆွမ်းကိုအသင်းရဲ့တိုင်းစစ်ပိုင်းမှာထည့်သွင်းမယ်လို့ယူဆရပါတယ်။အလွန်ဆုံးရဲ့လူငယ်ဆောင်မတွေကိုပြိုးချောင်တဲ့ဆွမ်းရာဂူလာရဲ့အလားအလာကိုပြေဝဖော်ထုတ်နိုင်ဖို့အဓိကအားသာချက်ဖြစ်ပါတယ်။ ဥပမာအနေနဲ့အလွန်ဆိုကလီဗာပူးဆင်မှာ Florian Bass နဲ့ Frank Baum တို့လိုကစားမတွေကိုထိတဲ့အဆင့်လို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဂူလာအတွက်လည်းအလားတူချင်းကပ်မှုမျိုးကိုအသုံးပြုမယ်လို့ယူဆရပြီးသူ့ရဲ့နီးစနစ်ပိုင်းကစားပုံကို Real နဲ့ပေါင်းဆက်ကစားဟန်နဲ့ပေါင်းဆက်ဖို့ကြိုးစားပါလိမ့်မယ်။အလွန်ဆိုကဂူလာကိုဂျူဘယ်လင်ဟန်နဲ့တွဲဖက်ကစားစီပေါ်ဆုံးမြတ်ထားတာဟာရီယဲရဲ့တိုင်းစစ်ပိုင်းကိုပုံမအားကောင်းစေမယ့်ပြောအတခုဖြစ်ပါရင်ဂျူဘယ်လင်ဟာ2023ခုနှစ်မှာရီယဲကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်အချိန်တော်အတွင်းအသင်းရဲ့အထူးကစားမတယောက်ဖြစ်လာခဲ့ပါရင်သူ့ရဲ့စွမ်းအားဖန်နီမှုနဲ့ဂိုရီယာရဲ့ဝင်ရောက်ကစားနိုင်မှုကရီယဲရဲ့ကစားဟန်ကိုပြောင်းလဲစေခဲ့ပါရင် လာရဲ့နေ့စနေပိုင်းပိုင်နေနိုင်ငံစားပေါ်နဲ့ဂျူးစ်ပယ်လင်ဟန်ရဲ့ပြေးွားတဲ့ကွင်းလယ်ထင်းကျုံမှုဟာပြပြေဆုံးနဲ့ပေါင်းစပ်မှုဖြစ်ပါရင်ဂလာဟာတိကျတဲ့ပေးပို့မှုနဲ့ဖျက်ကျော်ကစားပုံကိုအသုံးပြုပြီးဂျူးစ်ရဲ့ဂွိုင်းရီယာရဲ့ဝင်ရောက်ကစားမှုကိုပံ့ပိုးပေးနိုင်ပါရင်ဂျူးစ်ရဲ့အင်အားပြေးွားတဲ့ကစားပုံနဲ့ဂလာရဲ့ပါနေတဲ့ဖျက်ကျော်မှုတွေဟာပြန်မဲ့ခံစစ်ကိုဖျော်ဖျက်ဖြစ်စေနိုင်ပါရင်အလွန်ဆိုတော့ဒီတော်ပတ်မှုကိုအိမ်မန်ဆိုးလို့ယုံကြည်ထားတာဟာသူတို့ရဲ့ပေါင်းစပ်မှုကပြန်မဲ့တွေကိုရင်ဆိုင်ရခက်ခဲစေနိုင်တယ်ဆိုတာကိုပြသပါရင်အိုမာဂျူးစ်ရဲ့ဘောင်းစူပါကစားပုံကပြန်မဲ့ခံစစ်ကိုဖျားပေးနိုင်ပြီးဂူလာရဲ့ဖန်တီးမှုကတိုင်းစင်မှုတွေအတွက်ခွေလန်းကိုဖန်တီးပေးနိုင်ပါရင် ဂိုလာအသက်20နဲ့ဂျူးစ်အသက်22နှစ်တော်လူငယ်စားမတွေပြပြသူတို့ရဲ့စွမ်းအင်နဲ့တက်ကြွမှုကရီယန်ရဲ့ကစားဟန်ကိုပုံမမြန်ဆန်စီမှာပါဒါကအလွန်ဆိုရဲ့မြန်ဆန်တဲ့ကစားဟန်နဲ့လာရောက်ညီထွေဖြစ်စေပါလိမ့်မယ်ညီကိုတို့ကရောအလွန်ဆိုရဲ့အထီးအကျန်စီအပေါ်မှာဘယ်လိုများမြင်ကြလဲပြောပြခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ